ယူကရိန်းကို drone 80ဒဇင်းနဲ့ရုရှားတိုက်ခိုက်ပြီးခဲ့တဲ့အော်တိုဘာ24ရက်နေ့ကနေ25ရက်မနက်ပိုင်းထိဒုံးကျည် drone မျိုးစုံ80ဒဇင်းနဲ့ရုရှားကတိုက်ခိုက်ပြီး54စင်းကို ပြစ်ချနိုင်ခဲ့တယ်လို့ယူကရိန်းလီဒါကသတင်းထုတ်ပြန်ထားတာကို writer သတင်းမှဖော်ပြထားပါတယ်အစ္စကနာအမ်ပယ်ထိန်တုံးကြီးကိုစင်းနဲ့ပြစ်ခတ်တိုက်ခိုက်ရမှာလေးစင်းကိုပြစ်ချနိုင်ခဲ့တယ်လို့ဆိုပါရယ် အီရန်ရုရှားလို့ဒရုန်း62စင်းနဲ့တိုက်ခိုက်ရမှာအစင်း50ကိုပြစ်ချနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါရယ်ပြမချနိုင်ခဲ့တဲ့ပဲထင်းတုံးကြီးတွေကနှစ်စင်းကခိယက်ဒေတာကအပူပေးဆက်ယုံနဲ့အထက်မြင့်တိုက်ခန်းတခန်းကိုထိမှန်ပြီးတော့အ ਨੇ ဆုံး2ဦးသေဆုံး9ဦးတိုက်ရရခဲ့တယ်လို့ယူကရိန်းရေးပေါ်ကဲဆဲဌာနကပြောပါရတယ်။ ပြင်းမထနိုင်ခဲ့တဲ့ကြံတုံးကြီးတွေကတော့စစ်မြေပြင်အနီးဒေသတွေကလူနေအိမ်တွေတိုက်ခန်းတွေကိုထိမှန်သလိုနီပရိုဒေသမှာမီးငြိမ်းတပ်နေတဲ့မီးသတ်ကားတွေပါထိမှန်ပြီးတော့မီးသတ်တပ်ဖွဲ့ဝင်တို့သေဆုံးကြောင်းလဲယူကရိန်းအရေးပေါ်ကူညီကယ်ဆယ်ရေးဌာနကသတင်းထုတ်ပြန်ထားပါတယ်